မင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထိုင်းမှာသာစကားနေကျဆူပါတယ်နော်ဒီနေ့မှာကျွန်တော်ပါလာပြီးတော့ share ပေးလဲဆိုတော့ဟောနော်ပုံမှာကျွန်တော်တခါလဲလာပြီးတော့ share ပေးมาဖြစ်ပါတယ်နော်အဲ့ဒါထိုင်းစကားလေးဘာတွေပါမလဲဆိုတာဒီနေ့မှာကြာတော့ကရိယာကိုပေါ့နော်အာဘယ်လိုတွေပြောလို့ရလဲဆိုတာကိုကျွန်တော်လာပြီးတော့ပြောပြมาဖြစ်ပါတယ်အာ okay နံပါတ်1ကနေစမယ်နော်ပုံမှာတခါလေးပြထားပါတယ်အဲ့ဒါဘာတွေလဲဆိုတော့ကာ ကျွန်တော်ဝိုင်းလင်းနဲ့ပြမှာဖြစ်ပါရင်နော်နံပါတ်1ဘာဒီလဲဆိုတော့နံပါတ်1ကကြတော့ on မှာဖြစ်ပါတယ်နော် time time ဆိုတဲ့အရာကိုပေါ့နော်အဲဒါကို blue သုံးမယ်ဆိုတော့ကျွန်တော်တစ်ခါလေးပြောပြမယ် time ဆိုတဲ့အရာကတော့ဘာလဲဆိုတော့နံပါတ်1မှာကြတော့အလုံးလုံးချင်းတဲ့ဆက်ဆက်တဲ့စကလုံးတွေပေါ့နော်အဲဒါကိုကျွန်တော်တို့ blue သုံးမယ်ဆိုတော့တစ်ခါလေးတငငင်းကိုကျွန်တော်တစ်ခါလေး wine line နဲ့အခုလိုမျိုးပေါ့နော် wine line နဲ့တစ်ခါလေးရှင်းပြမှာဖြစ်ပါတယ်โอเคစမယ်အာ time ဆိုတဲ့စကလုံးပေါ့နော် time ဆိုတဲ့စကလုံးကကြတော့အာလုံတီလုံတော်ဖြစ်ပါတယ်အာ time ဆိုတာလုံတီလုံတော်ပေါ့နော်ဒီမှာဖြစ်ပါတယ်လုံတီလုံတော်ဖြစ်ပါတယ်နော်အဲ့ဒါကိုကျွန်တော်တို့ဘလို့စကစုဖွင့်မယ်ဆိုတော့ပထမအဆုံးနံပါတ်1မှာကြတော့အာအလုံးလုံတီဆိုပြီးတော့ပြောမယ်ဆိုလို့ရှိရင် time ဆိုတာလုံတာကိုပြောတာဖြစ်ပါတယ်ငန်းဆိုတာကကြတော့အလုံးကိုပြောတာဖြစ်ပါတယ်အာအဲ့ဒါနှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ทํางานပေါ့နော်ทํางานဆိုတာ အလုပ်လုပ်တည်ဖြစ်ပါတယ်ပုံမှာဘီနာလေးမှာပေါ့နော်ပုံကြီးမှာတခါလေးကျွန်တော်ဝိုင်းပြထားတာဖြစ်ပါတယ်ထမငန်းအဲ့ဒါအလုပ်တာနဲ့ဆိုင်တဲ့စကားစုပေါ့နော်အဲ့ဒါအများကြီးပြောလို့ရတာကိုကျွန်တော်လာရှင်းပြတာဖြစ်ပါတယ်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အာပေါ့နော်နောက်တစ်ခုကကြတော့အာပေါ့နော်ချက်ပြုတ်တာချက်ပြုတ်တာကိုသွားမယ်ချက်ပြုတ်တာကိုကြတော့လဲတူပဲနော်လုတ်တာကို ဆောင်ရွက်တာကိုပြောလှုပ်တာကိုထိတ်ပြီးတော့တောင်းရတယ်အာဒါဘာလှုပ်တာလဲကိုကချက်ပြုတ်တာကိုဆိုလို့ရှိရင်ချက်ပြုတ်တာကိုဆိုလို့ရှိရင်ทําอาหาร tham ဆိုတာလှုပ်တာอาหารဆိုတာစားစရာနှခုပုံလိုက်တော့ทําอาหารဆိုတာအာချက်ပြုတ်တာကိုဗောနော်စားစရာလှုပ်တာအတူတူပဲတိပ္ပယတစ်ခုတည်းပါအာချက်ပြုတ်တာကိုချက်ပြုတ်တာဗောနော်ကျွန်တော်တို့မြန်မာလူနဲ့ပြန်မယ်ဆိုချက်ပြုတ်တာအာทําอาหารဆိုတာချက်ပြုတ်တာကိုပြောတာဖြစ်ပါတယ်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုက ောက်တစ်ခုကအာပုံမှန်တိုင်းပဲပေါ့နော် လုတ်တယ်မှာတုံးတဲ့စကစုအဲ့ဒါကြတော့ဗာလဲဆိုတော့အာပေါ့နော်မှာတက်ရှင်ရေလုတ်တာတက်ရှင်ရေလုတ်တီပေါ့နော်အာအဲ့လိုမျိုးပြောတယ်ပြောမယ်လုတ်တာကိုတုံးမယ်ကွာ time ဆိုတာရေကိုတုံးပြီးတော့တက်ရှင်ရေလုတ်တဲ့ဆိုပြီးတော့စကစုဖွဲ့မယ်အဲ့ဒါဘလူးဖွဲ့မယ်ဆိုတော့တက်ရှင်ရေးကိုကြတော့ความစအားความစအားဆိုတာတက်ရှင်တက်ရှင်မှုတက်ရတက်ရှင်တက်ရမှုဆိုပြီးတော့အတိတ်ပဲရှိပါတယ်နော်တက်ရှင်တက်ရမှုဆိုတာความစအား โอเคအဲ့ဒါကိုကျွန်တော်တို့တက်ရှင်ရေလုတ်တီဆိုပြီးတော့သုံးမယ်အာအဲ့လိုမျိုးသုံးမယ်ဆိုလို့ရှိရင် tham လုတ်တီကိုရှိမှထားမယ် quam sa a တက်ရှင်တက်ရမှုအာအဲ့ဒါနှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင် tham quam sa a tham quam sa a ဆိုလို့ရှိရင်တက်ရှင်ရေလုတ်တီဆိုတဲ့အာမြန်မာအတိတ်ပဲဖြစ်ပါတယ်နော်တက်ရှင်ရေလုတ်တီဆိုတဲ့မြန်မာအတိတ်ပဲဖြစ်ပါတယ် tham quam sa a ဆိုတာโอเคသဘောပေါက်မယ်လို့ထင်ပါတယ်နောက်တစ်ခုသွားမယ်အာနောက်တစ်ခုကကြတော့ဗာလဲဆိုတော့တင်ယူတီပေါ့နော်တင်ယူတီ တင်ယူသီးဆိုတာဟိုဒီမှာဖြစ်ပါတယ်နော်တင်ယူသီးဆိုတာကိုကြတော့ lien lien ဘောဘာတင်ယူတာလဲထိုင်းစကားလားအာအလုတ်လားအာစာလားဘောနော်အခုတင်ယူနေပါအင်္ဂလိပ်စာလားအာအဲ့လိုမျိုးဘောနော်တင်ယူသီးဆိုတာနဲ့တွေ့ပြီးတော့တွန်ရတယ်ဘာတင်ယူတာလဲဘောနော်ဥပမာအနေနဲ့ကျွန်တော်ရှင်းပြမယ်အာဟိုဒီမှာဘောနော်ကျွန်တော်အခုဝိုင်းရင်းဝိုင်းဟန်တာထိုင်းစကားတင်ယူသီးဆိုလို့ရှိရင်တင်ယူသီးရှိမှထားမယ် နောက်မှကျတော့ထိုင်းစကားပေါ့နော်တင်ယူသည်ဆိုတာကကျတော့လီယန်ဖတ်လီယန်ဘာသာไทยလီယန်ဆိုတာတင်ယူသည်ဘာသာไทยဆိုတာကထိုင်းစကားဖြစ်ပါတယ်နော်အာလီယန်ဘာသာไทยပေါ့နော်ဒီမှာခါးလေးရေးပြထားပါတယ်ဟိုမှာပေါ့နော်ဒါထိုင်းပေါ့နော်โอเคဒီမှာကျတော့အောက်မှာကျတော့အင်္ဂလိပ်စာပေါ့နော်ဒီဥစ္စာအင်္ဂလိပ်စာနဲ့ကျတော့ဥစ္စာပေါ့နော်အတန်ထွက်လေးကျူးစာပြီးရေးပြထားရနော်မြန်မာလူနဲ့တော့မရေးတော့ဘာဖြစ်လို့လဲဆိုတော့မြန်မာလူနဲ့ကျွန်တော်တန်တာထောင်ပေါ့နော် လီယန်ဆိုတာတင်ယူသည်ကိုကဘာတင်ယူတာလဲထိုင်စကားဆိုလို့ရှိရင်လီယန်တင်ယူသည်ဖာစာထိုင်ထိုင်စကားဖြစ်သည်ပေါ့နော်အာလီယန်ထိုင်စကားတင်ယူတာဖြစ်တဲ့ဥပမာအာဥပမာအနေနဲ့နောက်တစ်ခုတကြဒီပြဟာကိုပြောမယ်ဆိုလို့ရှိရင်ဘာကိုတင်ယူတာလဲအလုပ်ကိုတင်ယူတယ်ဆိုလို့ရှိရင်အာစာကိုတင်ယူတယ်ဆိုလို့ရှိရင်လီယန်နှင်းစုနှင်းစုဆိုတာစာကိုပြောတာဖြစ်ပါတယ်နော်လီယန်နှင်းစုဆိုတာစာတင်ယူတာ အတိတ်ပဲကြတော့အဲ့လိုတုံးလို့ရတယ်နော်လီယန်နန်းစုဆိုတာစာတင်ယူတာအာတုံးမဟုတ်ကွာဘာတင်ယူတာလဲဆ ோம் လော့ဆ ோம் လော့ဆိုတာအာကားပြင်တာတို့စင်ကပြင်တာတို့ဘာလို့ပေါ့နော်အာပြင်နေဟာဆ ோம் လော့ဆိုတာအာကားပြင်တာတို့ဘာလို့ပေါ့နော်ဆ ோம் လော့ဆိုတာ okay ကွာတင်ယူတယ်ကွာကားပြင်တာတို့ကားပြင်တာတင်ယူတယ်ဆိုလို့ရှိရင်လီယန်ဆ ோம் ဆ ோம் လော့အာလီယန်ဆိုတာတင်ယူနေတာဆ ோம் လော့ဆိုတာကားပြင်တာကားပြင်တာတင်ယူနေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော် ဒီလိုပဲဒီမှာကြတော့ဒီစာထဲမှာကြတော့ကျွန်တော်ရေးပြထားတာထိုင်းစကားတင်ယူတည်ဖြစ်ပါတယ်နော်လီယန်ဘာသာထိုင်းအဲ့ဒါကြောင့်လီယန်ဘာသာထိုင်းဆိုပြီးတော့ရေးပြထားဖြစ်ပါတယ်အမှန်ဆိုအမြောက်များစွာတုံးလုံးရပါတယ်ဘာလို့တင်ယူတာလဲအနောက်မှာကိုတင်ယူတဲ့အရာကိုထဲလိုက်ရုံပဲနော်လီယန်ဘာသာဂျင်းဆိုလို့ရှိရင်အာတရုတ်စကားတင်ယူတဲ့အဲ့လိုပေါ့နော်ထိုင်းစကားမဟုတ်ပဲနဲ့တကယ်လို့ကိုကအင်္ဂလိပ်စကားတင်ယူတဲ့ဆိုလို့ရှိရင်လီယန်ဘာသာအင်္ဂလိပ်ဘာသာအင်္ဂလိပ်ဆိုတာအင်္ဂလိပ် ်အင်္ဂလိပ်အင်္ဂလိပ်စကားပေါ့နော်အာဖတ်ဖတ်စာဖတ်စာဂျီပွန်ဆိုလို့ရှိရင်ဂျပန်စကားဖတ်စာကောက်လီဆိုတာကိုရီးယားစကားအာအဲ့လိုပေါ့အဲ့လိုပေါ့နော်နောက်လူမှာနည်းနည်းပြောင်းလိုက်ရုံပဲနော်လီယန်ဆိုတာတင်ယူတယ်ဖတ်စာထိုင်ဆိုလို့ရှိရင်ထိုင်စကားလီယန်ဖတ်စာဂျင်းဆိုလို့ရှိရင်တိယုတ်စကားတင်ယူတယ်အာအဲ့လိုပေါ့နော်အဲ့လိုကိုယ့်ကိုချိန်တော်လို့ရတယ်သဘောပေါက်မယ်လို့ထင်ပါတယ်နော်โอเคနောက်ထပ်သွားမယ်အာဒီမှာလာပြီးမှာပါတင်လာလဲ စာတင်ဒီเนาะခုခုမပေါ်လာလားစာဟိုမှာเนาะเรียนหนังสือเรียนဆိုတာတင်อยู่ล่ะหนังสือဆိုတာစာကိုပြောတာဖြစ်ပါတယ်အဲ့ဒါနှစ်ခုပေါင်းလိုက်တော့เรียนหนังสือဆိုလို့ရှိရင်စာတင်อยู่တယ်ဆိုပြီးတော့အတိတ်ပဲဖြစ်ပါတယ်เนาะအဲ့တကယ်လို့နားလည်မယ်လို့ထင်ပါတယ်เนาะဘောဘာဟုတ်တင်อยู่လားလဲကိုเรียนฝึกงานฝึกงานဆိုတာလုပ်တင်တာเรียนဆိုတာတင်อยู่တာเรียนฝึกงานဆိုလို့ရှိရင်လုပ်တင်อยู่နေတာအဲ့အဲ့လိုမျိုးတွေအများကြီးသုံးရเนาะ အိပ်ပိုင်အများကြီးတောင်းလို့ရတယ်ကိုကတွေ့တက်မှုပဲလိုတယ်နော်ရင်းဖူငန်သူနီးသူပဲအောက်မှာလဲအောက်မှာကြတော့ဗါလဲတင်ကြတာဒါတော့တင်ကြတာနော်တင်ယူတော့မဟုတ်တင်ကြတာစွန်ကျွန်တော်ပေါ့နော်ကျွန်တော်တင်ကြပေးနေတယ်ဆိုလို့ရှိရင်ညက်စွန်ညက်ညက်ညက်ဆိုဒီဒီဒီကြောက်ပြောတာပေါ့နော်စွန်တင်တင်ကြပေးနေတာအာโอเคဥပမာနည်းလဲဗါဘယ်လိုပြောလို့ရလဲဆိုတော့ကျွန်တော်ပြမယ်အော်ခဏလေးနော် โอเคဒီမှာလာပြီအဲ့ဒါကျတော့ဒီမှာဖြစ်ပါတယ်โอเคအင်္ဂလိပ်ဘာသာစကားတင် जा သည့်စာထဲမှာကျတော့အင်္ဂလိပ်ဘာသာစကားအပြင်မှာကျတော့ကျွန်တော်ကတော့ထိုင်းစကားပေါ့နော်โอเคအင်္ဂလိပ်စကားဆိုပြီးတော့ကျွန်တော်ဥပမာအနေနဲ့ရှင်းပြမယ် so ကျွန်တော်တင် जा ပေးနေတာဖတ်စာအင်္ဂလိပ်အင်္ဂလိပ်စကားအာအဲ့လိုပေါ့နော်အင်္ဂလိပ်စကားသင်ကြားပေးနေတာအခုကျွန်တော်တို့မှာဆိုလို့ရှိရင်ကျွန်တော်ထိုင်းစကားသင်သင်ကြားပေးနေတာဖြစ်တဲ့အတွက် son ภาษาไทย อ่าအဲ့လိုဖြစ်သွားမယ်เนาะဒီမှာစာထဲမှာကျွန်တော်ဝိုင်းထားတာအင်္ဂလိပ်စကားလေးเนาะအင်္ဂလိပ်စကားဆိုတော့အာဘယ်လိုပြောမလဲအင်္ဂလိပ်စကားပေါ့เนาะအာတကယ်လို့ကျွန်တော်ပြင်မှာကျတော့ Thai ဆိုတော့ Thai ပေါ့เนาะစောင်းภาษาไทยစောင်းภาษาကောလီဆိုကိုရီးယားစောင်းภาษาจีน จีนဆိုတော့တရုတ်အာတရုတ်စကားပေါ့เนาะတင်တင်ကြပေးနေတာပေါ့เนาะအင်္ဂလိပ်စကားတင်ကြနေတာအာအဲ့လိုမျိုးပေါ့เนาะကျွန်တော်က Thai စကားတင်ကြပေးနေတာဖြစ်တဲ့အတွက်စောင်းภาษาไทยအာအဲ့လိုသုံးလို့ရပါတယ်เนาะ မြုပ်များစောငန်းဆိုပြီးတော့လဲတုံးလို့ရငန်းဆိုတာအလုပ်ကိုပြောတယ်စောဆိုတာတင် जा ပေးနေတာစောငန်းဆိုတာအလုပ်တင် जा ပေးနေတာအာအဲ့လိုတုံးလို့ရနော်ဒီလိုအင်းတုံးတက်မှုပဲလို့နော်โอเคအာပြီးတော့နောက်ခုပါမယ်ပါလဲဆိုတော့နောက်တရွက်ကိုသွားမှာနော်ဒီရွက်ကုန်သွားပြီနောက်တရွက်โอเคနောက်တရွက်ကျွန်တော်ဆွဲထည့်လိုက်ပြီအာနံပါတ်1ပေါ့နော်ရှိတာ16 ठी ကိုလောက်ထားတာကျွန်တော်ရည်ထားပြီးသွားပြီအာမတင်မလောက်ရသေးဘူး စာရွက်မလို့ရသေးဘူးပေါ့နော် okay အဲ့ဒါနှစ်တွာလာချင်းနဲ့ဆက်ဆက်တဲ့စကလုံးများကိုကတွာလာချင်းနဲ့ဆက်ဆက်တဲ့စကလုံးတော့ဒါတွေက okay ပထမဆုံးပိုင်ပိုင်ဆိုတာတွာသည်ဒါလူတိုင်းသိမှာပါနော်ပိုင်ဆိုတာကြီးကတွာတယ်ဆိုတော့ဟောမှာမရောက်ပါနဲ့ခဏလေးနော်โอเค မှသွားသည်ဆိုတာကိုပဲကြည့်လိုက်ပါနော်။ Okay ဆင်မသွားသည်ဆိုတာသွားသည်ဆိုလို့ရှိရင်ပိုင်ပေါ့နော်။ Okay ထားလိုက်တော့ဒီမှာရေလိုမရဘူးဖြစ်နေတယ်။ဘာဖြစ်လဲမသိဘူးဖုန်းကလည်း။ဩဒီရရရရရအမှပေါ့နော်။ Okay သွားသည်ဆိုတာပိုင်ပေါ့နော်။ပိုင်ဆိုတာသွားသည်။အဲ့ဒါကိုကိုတို့က ဘလို့စကစုဖွင့်မယ်ဥပမာနည်းနည်းကျွန်တော်ပြောမယ်နော်အာ0ကိုသွားမယ်0ကိုသွားမယ်ဆိုလို့ရှိရင်နော်0ကိုကြာတော့ဘလို့ခေါ်လဲ0ကိုကြာတော့ငွေချင်းလို့ဘလို့ခေါ်လဲဝိုင်းထားပေးတယ်နော်0ကိုကြာတော့တလားတလားဆိုတော့0မှာအင်္ဂလိပ်စာမှာကြည့်ပါနော်အင်္ဂလိပ်စာခွဲပြီးထားတဲ့အရှိမပိုင်းနောက်မှာတလားတလားဆိုတာ0ကြည့်ပါလေတကယ်လို့ဈေးကိုသွားမယ်ဆိုလို့ရှိရင်ပိုင်ဆိုတာသွားသည်တလဆိုတာဈေးဈေးကိုသွားသည်ပေါ့နော်မြန်မာလိုနဲ့ဆိုလို့ရှိရင် မြန်မာစကားနဲ့ပြောင်းပြန်ဖြစ်တယ်နော်ပိုင်တလဆိုလို့ရှိရင်ဈေးသွားတိပေါ့နော်โอเคသဘောပေါက်မလို့ထင်ပါတယ်โอเคသဘောပေါက်တယ်ဆိုလို့ရှိရင်နောက်တစ်ခုသွားမယ်โอเคနောက်တစ်ခုမှာပါလဲဆိုတော့အာโอเคနောက်တစ်ခုမှာအလုတ်လုတ်သွားအလုတ်သွားအလုတ်သွားတိပေါ့နော်ပြောမဆိုအလုတ်သွားတိအဲ့လိုလို့ပြောမယ်အလုတ်သွားတိဆိုလို့ရှိရင်ပိုင်ဆိုတော့သွားတိအလုတ်ကိုကြတော့ထမ္ငါး ထမငန်းဆိုတာလှုပ်လှုပ်တီလှုပ်လှုပ်တီပေါ့နော်လှုပ်ကိုလှုပ်လှုပ်တီဆိုတာကြတော့ထမငန်းသွားတာကိုကြတော့ပိုင်အဲ့ဒါနှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ပိုင်ထမငန်းပိုင်ထမငန်းဆိုလို့ရှိရင်အလှုပ်သွားတီဖြစ်သွားမယ်နော်ဒါပြောတတ်မှုပဲလို့တဲ့ပိုင်ထမငန်းဆိုလို့ရှိရင်အလှုပ်သွားတီဒါလေးတွေအခြေခံစကားလေးတွေတော့နောက်ထပ်အများကြီးပေါင်းလို့ရရနော်ပိုင်ထမငန်းလဲဟုတ်ဆိုပြီးတော့လဲဟုတ်ဆိုပြီးတော့တခုတိုးလိုက်တာနဲ့ဘာဖြစ်သွားမလဲเนาะတစ်စစ်နောက်ထပ်တစ်စစ်တိုးလိုက်မှာကွာ ခုအခုက20စက်ပိုင်ဆိုတာတခုနော်ထမင်္ဂဆိုတာတခုဆိုနှစ်ခု20စက်စကားပေါ့နော်ပိုင်ထမင်္ဂဆိုလို့ရှိရင်အလုတ်သွားသည်30စက်စကားဆိုလို့ရှိရင်ပိုင်ထမင်္ဂလဲဆိုလို့ရှိရင်အလုတ်သွားလုတ်ပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်ဒီစာထဲမှာကြတော့ပိုင်ထမင်္ဂဆိုလို့ရှိရင်အလုတ်သွားသည်ဆိုတာလောက်ပဲအဓိပ္ပာယ်ရှိပါတယ်နော်ဒုတိယအလုတ်သွားသည်လောက်ပဲရှိသေးတယ်နောက်တစ်စက်၃လိုင်းလို့ရှိရင်နောက်ဒီပ္ပာယ်တစ်မျိုးကြောင်းသွားနိုင်တယ်ခုနောက်တစ်ခုသွားမယ်နော်ဒါကြတော့အလဲသွားသည် အလဲသွားသည်ကိုဘယ်လိုပြောမလဲအခုဒီမှာဖြစ်ပါတယ် pi ဆိုတာသွားသည် ठी ုပ်ဆိုတာအလဲဖြစ်ပါတယ်နော် အလဲဆိုလို့ရှိရင် ठी ုပ်နော်အာအနှုတ်ခုပေါင်းလိုက်ရုံပဲနော် pi ठी ုပ်ဆိုတာ pi ठी ုပ်ဆိုတာကကြတော့အလဲသွားသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော် okay အဲ့ဒါသဘောပေါက်မယ်လို့ထင်ပါတယ်အာနောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့ဘာလဲလာသည်ပေါ့နော်လာသည်ဆိုတာကိုအာဘယ်လိုပြောမလဲအခုဒီမှာဖြစ်ပါတယ်လာသည်ဆိုတာကြတော့မှာ ဘောနော်မာမနီလီယိုလာအာမာဆိုတာလောက်ပဲဆိုလာလာတီလာတော့လာတယ်နော်အဲ့ဒါကိုကျွန်တော်တို့စကေဇူးဖွင့်မယ်ဆိုလို့ရှိရင်ဘယ်လိုစကေဇူးဖွင့်မှာလဲဆိုတော့ဟိုမှာဒီโกလာတီဘောနော်ဒီโกလာအာအဲ့လိုဘောနော်မာတီနီဒီโกလာဒီโกလာတော့မဟုတ်ဒီโกလာတီဒီโกလာတယ်အာအဲ့လိုဘောနော်အဲ့အဲ့ဒီအဓိပ္ပာယ်ထဲမှာပဲမာတီနီဆိုတာဒီโกလာတယ်ဒီโกလာတီ အဲ့လိုပေါ့နော်အဲအဲ့ဒါကိုမာတီနီဆိုပြီးတော့တန်ထွန်းနဲ့ပြောတာဖြစ်ပါတယ်နော်မာတီနီတီနီဆိုတာဒီကိုပေါ့နော်မာဆိုတာလာတာဒီကိုလာတာဒီကိုလာတယ်ဒီကိုလာဒီပေါ့နော်အတိတ်ကကြတော့ okay သဘောပေါက်မယ်လို့ထင်ပါတယ်အာဘယ်လိုရှိရင်နောက်တစ်ခုသွားမယ်နောက်တစ်ခုကပါလဲဆိုတော့음မောင်းတာမောင်းတာမောင်းတာဆိုတော့ဗာမောင်းလဲမောင်းတာဆိုကားပဲရှိတယ်လေအာခပ်ပေါ့နော်မောင်းသည်ခပ်ဆိုတော့မောင်းတာပြောတာဖြစ်ပါတယ်မောင်းတာဗာမောင်းတာလဲ cup ဆိုတာမောင်းတယ်ပေါ့နော်အဲမောင်းတော့ကြတော့ဘာမောင်းလာလဲဆိုတော့မောင်းတော့ကြတော့ကားပဲရှိတယ်လေအဲဆိုကားမောင်းမယ်ကွာကားကိုကြတော့ lot အဲ့ဒါဘယ်လိုပေါင်းမလဲ cup ဆိုတော့မောင်းတယ်ကားကိုကြတော့ lot cup lot ဆိုလို့ရှိရင်ကားမောင်းတယ်ပေါ့နော်သူရဲ့ကျွန်တော်တို့မြန်မာစကားနဲ့သူ့စကားနဲ့ကရောင်းပြနေဖြစ်တယ်ဆိုတာတကယ်ကြီးလို့သိမှာပေါ့နော်ကျွန်တော်ကလည်းအမြဲတမ်းလို့လို့ရောင်းပြဖြစ်တဲ့အကြောင်းပြောပြတယ်နော် ခပ်ဆိုတာမောင်းတာလော့ဆိုတာကားမောင်းတဲ့လောက်ကားပေါ့နော်မြန်မာလိုနဲ့ပြန်မဆိုမောင်းတဲ့ကားပေါ့နော်ဒီမှာကျွန်တော်တို့တေချာသူရဲ့အဓိပ္ပာယ်ကျတော့ကားမောင်းတာကိုဆိုလိုတာဖြစ်ပါတယ်နော်အတူတူပါပဲအဓိပ္ပာယ်ကျတော့ဒီနားလက်ပြီးမှုပဲလိုတယ်နော်ပြောင်းပြန်ဆိုတာ okay ကားမောင်းသည်ဆိုတာကျတော့ခပ် lot okay ဒီနေ့မှာကျတော့ကျွန်တော်ဒီလောက်ပဲကျွန်တော်လာရှင်းပေးမှာနော်နောက်နေ့တွေလည်းနေ့တိုင်းလိုလိုကျွန်တော်အခုလိုမျိုး video file လေးတင်ပြီးမှဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို follow လုပ်ရသည် follow လုပ်သွားပါလို့ပြောချင်ပါတယ်ပြီးတော့ကျွန်တော် channel လေးမှာ အမေးဖြေလေးတွေရှိပါတယ်နော်အမေးဖြေလေးတွေကကြတော့ YouTube မှာလောက်ထားတာဖြစ်ပါတယ် YouTube မှာဘယ်လိုမေးဖြေလေးတွေရှိလဲဆိုတော့ကျွန်တော်တို့ကျွန်တော် channel တဲ့ဝင်ဝင်ပြုလို့ရှိရင် post post တင်တဲ့နေရာမှာဝင်ရှာပါကျွန်တော်မေးဖြေလေးတွေလောက်ထားတာဖြစ်ပါတယ်ဝင်ရောက်ဖြေပြီးပါလို့ပြောချင်ပါတယ်ပြီးတော့ကျွန်တော်မှာ Facebook Facebook channel ရှိပါတယ်အဲ့ဒီ channel မှာဘယ်လိုပြောရမလဲအာထိုင်းစကားပြောခန်းတွေကျွန်တော်လောက်ထားတာရှိတယ်အဲ့မှာလာရောက်ပြီးတော့ကျွန်တော်နဲ့ထိုင်းစကားလေးတွေ အပျော်လေးကျစ်ပေးပါတယ်နော်ညနေတိုင်း9:00နာရီနောက်ပိုင်းပေါ့နော်9:00နာရီနေ့စနေတနင်္ဂနွေစကျွန်တော်အပျော်လေးကျစ်ပေးပါတယ်ကိုတက်တာလေးလာပြောကျွန်တော်လည်းပြောမယ်ထိုင်းစကားတိတက်ကိုပြောတာနော်မသိတဲ့ချင်းလည်း share ပေးတယ်တယောက်နဲ့တယောက်အများကြီးရှိတယ်အများနဲ့ပြောရမှာဖြစ်တယ်နော်တယောက်နဲ့တယောက်လည်းပေါ့နော်တဏီကုန်ပြောသွားလို့ရတယ်တက်တာလေးကိုသိတာလေး share ပေးလို့ရတယ်ကိုမသိတာလေးတွေလည်းမေးလို့ရတယ်နော်ကျွန်တော် channel မှာအဲ့လိုမျိုးတွေရှိပါတယ်လာရောက်ပြီးတော့ပေါ့နော်ဆွနွေပါလို့ဖိတ်ခေါ်ပါတယ်အားလုံး welcome ပါလို့ ြောချင်ပါတယ်ဒီနေ့မှကျွန်တော်ကျွန်တော်ဒီလောက်ပဲရှင်းပြအောင်မယ်နော်နောက်နေ့ဒီလဲလာရောက်ပြီးတော့လေ့လာလို့ရပါတယ်နော်အော်ကျွန်တော်၈နိုင်မနေ့9နိုင်ရက်နေ့9နိုင်ကြာမှကျွန်တော် live လွှင့်ပြီးတော့ထိုင်စကားလေးတွေကို YouTube မှာကျွန်တော်တင်ပေးတာရှိပါတယ်နော်ကျွန်တော် YouTube channel လေးကိုလည်း channel လေးကိုလည်း follow မလို့ရတဲ့ follow လုပ်တော့ဘာလို့ပြောချင်ပါတယ်အော်ဂျင်းနေမလို့ထင်ပါတယ်အားလုံး thank you ပါขอบคุณครับบ๊ายบาย